င်္ဂလာပါရှင်။ Tomorrow ရဲ့ News and IT မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါရစေ။ပထမအဆုံးတစ်ပုဒ်အနေနဲ့သမ္မတထရန့်ရဲ့အီရန်အပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့မိန့်ခွန်း Washington DC သမ္မတဒေါ်နယ်ထရန့်ကစနေနေ့ဇွန်လ21ရက်နေ့မှာအီရန်ရဲ့အဓိကနျူကလ িয়ার နေရာတွေကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာလုံးဝဖြိုဖျက်ပစ်လိုက်ပြီလို့ပြောကြားလိုက်ပါတယ်။ တဟာဝါရှင်တန်ကအစ္စရေးရဲ့တီဟီရန်နဲ့စစ်ပွဲထဲပူးပေါင်းလိုက်တာဖြစ်ပြီးအရှေ့လေပိုင်းအတွက်အရေးကြီးတဲ့အချိန်ခါတစ်ခုပါပဲ။အင်ဖီရောကနေနိုင်ငံတနိုင်ငံလုံးကိုရုပ်မြင်သံကြားကနေမိန့်ခွန်ပြောကြားရမှာထရန်ကအီရန်အနေနဲ့ညီချင်ရင်ကိုမြင်မြန်ဆန်ဆန်မလုပ်ဆောင်ရင်အမေရိကန်ကအခြားပြည်မတွေကိုလည်းဆက်ပြီးတိုက်ခိုက်သွားမယ်လို့တတိပေးခဲ့ပါတယ်။ ဒီမိတ်ခွေရဲ့ပြေဆုံးကိုသုံးမိနစ်ကြာအောင်ပြောကြားခဲ့ပြီးအောက်ပါအတိုင်းဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။မကြသေးခင်ကပဲ American စစ်တပ်ဟာအီရန်ဆိုရရဲ့အဓိကနျူကလ ියා နေရာစစ်ရုံ၃ခုကိုကြီးမားတိကျတဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တက်ဖို့ဒူနစ်စတန်အဖာဟန်နိုပဲဖြစ်ပါတယ်။အိနီယာရီမှာစောက်မက်ဖွဲ့ကောင်းတဲ့လုပ်ငန်းတွေတည်ဆောက်နေခဲ့တာနေပေါင်းအတော်ကြာပြီမလို့ဒီနာမည်တွေကိုလူတိုင်းကြားဖူးကြမှာပါ။ကျွန်တော်ရဲ့ရည်ရချက်ကတော့ကမ္ဘာနံပါတ်၁အကြမ်းဖက်မှုရဲ့ထောက်ခံသူဖြစ်တဲ့အီရန်ရဲ့နျူကလ িয়ার ထိန်းချောက်မှုကိုရပ်တန့်ပစ်ဖို့ပဲဖြစ်ပါတယ်။ဒီညမှာတော့ဒီထိုးစစ်တွေဟာစစ်ရေးအရာအထူးအမြင်မှုရခဲ့တယ်လို့ကမ္ဘာကိုအစီရင်ခံနိုင်ပါပြီ။အီရန်ရဲ့အဓိကနျူကလ িয়ার ထုတ်လုပ်တဲ့စက်ရုံတွေဟာလုံးဝအုတ်သုံးဖြိုဖျက်ခံလိုက်ရပါပြီ။အရှေ့လေပိုင်း ရင်အနိုင်ကျင့်တဲ့အီရန်ဟာအခုတော့ငြိမ်းချမ်းရေးကိုလှုပ်ဆောင်ရပါလိမ့်မယ်။မလုပ်ဘူးဆိုရင်တော့ကျွန်တော်ရဲ့နောက်ပိုင်းတိုက်ခိုက်မှုတွေဟာဒီထက်အများကြီးပိုကြီးမားပြီးပိုလွယ်ကူလာလိမ့်မယ်။နေ၄၀လုံးလုံးအီရန်ကအမေရိကန်ကိုသိပါစေ။အစ္စရေးကိုသိပါစေလို့အော်နေခဲ့ကြပါတယ်။သူတို့ဟာကျွန်တော်တို့လူတွေကိုတပ်ဖြတ်ခဲ့တယ်။လမ်းမေးဘုံတွေနဲ့လက်တွေခြေထောက်တွေကိုဖျောက်ပစ်ခဲ့တယ်။အဲ့ဒါသူတို့ရဲ့အထူးကြမ်းကျင်မှုပဲ။ လူတစ်ထောင်ကျော်ဆုံးရှုံးခဲ့ရပြီးအရှေ့လယ်ပိုင်းနဲ့ကမ္ဘာတဝန်းမှာယာနေကြီးရဲ့လူတွေဟာသူတို့ရဲ့မုန်တီးမှုကြောင့်တိုက်ရိုက်သေးဆုံးခဲ့ရပါတယ်။အထူးသဖြင့်သူတို့ရဲ့ဗိုလ်ချုပ်ကာဆင်ဆူလေမာနီကြောင့်အများကြီးတည်ဆောင်းခဲ့ရပါတယ်။ဒါမျိုးထပ်မဖြစ်စေရဘူးလို့ကျွန်တော်လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကဆုံးဖြတ်ခဲ့တာပါ။ခုကစားပြီးအရာဆက်ဖြစ်နေတော့မှမဟုတ်တော့ပါဘူး။ Israel ဝန်ကြီးချုပ် BB Netanyahu ကျေးဇူးတင်ပြီးဂုဏ်ယူကြောင်းပြောကြားလိုက်ပါတယ်။ ကျွန်တော်တို့ဟာဘယ်အဖွဲ့မှမလုပ်ဖူးတဲ့အဖွဲ့လိုက်ပူပေါင်းဆောင်ရွက်မှုမျိုးနဲ့အစ္စရေးကိုချိန်ချောက်နေတဲ့ဒီကြမ်းမဲ့ဖွဲ့ကောင်းတဲ့ချိန်ချောက်မှုကိုဖျက်ဆီးဖို့အများကြီးလှုံ့ဆော်ခဲ့ပါတယ်။အစ္စရေးစစ်တပ်ကိုသူတို့ရဲ့အံ့ဩဖွဲ့ကောင်းတဲ့လို့အတွက်ကျေးဇူးတင်ချင်ပါတယ်။ပြီးတော့ရေကြီးဆုံးကတော့ဒီညမှာအဲ့ဒီခန္ဓာနဲ့စေယုံတွေကို မောင်းနေခဲ့တဲ့ကြီးမြတ်တဲ့အမေရိကန်မျိုးချစ်တွေနဲ့အမေရိကန်ပြည်အောင်စုစစ်တပ်တခုလုံးကိုဂုဏ်ပြုချင်ပါတယ်။ဒီလိုစစ်စင်မျိုးကိုကဘာကနှစ်ပေါင်းများစွာကြာအောင်မမြင်တွေ့ရခဲ့ရတာပေါ့။ညှော်လင့်တာကတော့ကျွန်တော်တို့သူတို့ရဲ့ဝန်ဆောင်မှုတွေကိုဒီနေရာမှာထပ်ပြီးလိုအပ်တော့မှမဟုတ်ပါဘူး။အဲ့လိုပဲဖြစ်ပါစေလို့မျှော်လင့်ပါတယ်။စစ်ဦးစီးချုပ်ပုချုပ်ကြီးတန်ရင်းစင်ကိန်းစောက်မဖွဲကောင်းတဲ့ ဗိုလ်ချုပ်ကြီးနဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ထူးချွန်တဲ့စီးရီးပညာရှင်အလုံးကိုလည်းဂုဏ်ပြုချင်ပါတယ်။ဒီအချိန်တွေအလုံးနဲ့ပြောရမယ်ဆိုရင်ဒါမျိုးဆက်ဖြစ်နေလို့မရပါဘူး။ငြိမ်းချမ်းရေးရဖို့ရရပါမယ်။ဒီလိုမှမဟုတ်ရင်တော့အီရန်အတွက်ပြီးခဲ့တဲ့ရှည်ရဲ့အတွင်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာထက်အများကြီးပိုမိုကြီးမားတဲ့ဆိုးဝါးမှုတွေဖြစ်လာပါလိမ့်မယ်။မှတ်ထားပါ။အီရန်ရဲ့ပြစ်မှတ်တွေအများကြီးကျန်နေပါသေးတယ်။ဒီညမှာလုတ်ခဲတာကအခက်ခဲဆုံးပြင်မဲ့ဖြစ်ပြီးသူတို့တက်အသေးပြောက်အများဆုံးလဲဖြစ်နိုင်ပါတယ်။ထိုင်မဲ့ငင်းချင်ရင်မြင်မြင်မလာဘူးဆိုရင်တော့ကျွန်တော် တော်တို့ဟာဇန်နေပြမတ်တွေကိုတိကျမြန်ဆန်ပြီးကြမ်းကျင်စွာတိုက်ခိုက်သွားမှာပါ။ဒီညကျွန်တော်တို့လုခဲ့တာမျိုးကိုကဘာဘောကဖြစ်စစ်တမ်းမှမလုံနိုင်ပါဘူး။လုံးဝမတူပါဘူး။လွန်ခဲ့တဲ့ခဏကဖြစ်ပျက်ခဲ့တာမျိုးကိုလုံနိုင်တဲ့စစ်တပ်ဘယ်တော့မှမရှိခဲ့ပါဘူး။မနေ့ဖက်မနေ့ရှင်းနိုင်မှာပင်တဂွန်မှာဘူချုတ်ကြီးကိန်းနဲ့ကာကွယ်ဝင်ကြီးပေကတ်ဆတ်တို့သတင်းစာရှင်းလင်းပွဲလုပ်ပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အထူးသဖြင့်ဖျားသခင်ကိုပါ။ပြောချင်တာကတော့ဖျားသခင်ကိုချစ်ပါတယ်။ကျွန်တော်ရဲ့ကြီးမြတ်တဲ့စစ်တပ်ကိုချစ်ပါတယ်။ တယ်လို့ပဲပြောချင်ပါတယ်သူတို့ကိုကာကွယ်ပေးပါအရှိလေပိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေအစ္စရေးကိုဖျားသခင်ကောင်းချီးပေးပါစေအမေရိကကိုဖျားသခင်ကောင်းချီးပေးပါစေဂျေဇုအများကြီးတင်ပါတယ်ဂျေဇုတင်ပါတယ်နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလည်းကတော့အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုအမေရိကန်ကတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးကို တရရတင်ဆက်မှုပြီးဆုံးပါပြီအခုသတင်းနဲ့ဆက်ဆက်ပြီးနောက်ဆက်တွဲသုံးသက်ချက်တွင်ဒေတာတင်ရိုက်ခတ်နိုင်တဲ့အခြေအနေနဲ့နိုင်ငံတကာရဲ့တုံ့ပြန်ချက်တွေကိုလည်းဒီဆာမျက်နှာမှာတစုတစီတည်းဖော်ပြထားပါတယ်အီရန်ကိုအမေရိကန်တိုက်ခိုက်မှုကမ္ဘာတစ်လွှားကသတင်းထောက်တွေရဲ့အမြင်အရှေ့လေပိုင်းအမေရိကန်ပါဝင်ကမ္ဘာတဝန်းမှာရှိနေတဲ့သတင်းထောက်တွေကအမေရိကန်ကနျူကလ িয়ার လနဲ့ဆက်ယုံတွေကိုတိုက်ခိုက်မှုဖြစ်စဉ်ရဲ့နောက်ဆုံးရသတင်းတွေကိုစောင့်ကြည့်ခဲ့ကြပါတယ်။သူတို့တွေဘာပြောပြထားလဲကြည့်အောင်မှာ Imperial သတင်းထောင် ဣရန်နျူကလ িয়ার နေရာတွေကိုအမေရိကန်တိုက်ခိုက်ပြီးမိနစ်ပိုင်းတွင်မှပင်ထရန်ကသတင်းထွက်ပြောခဲ့တာကိုကြည့်မယ်ဆိုရင်ဆုံးဖြတ်ချက်တွေမြ мян ဆန်ဆန်ချမှတ်လေးရှိရဲ့သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကျင့်သုံးတဲ့ပုံစံကိုထင်ထင်ရှားရှားတွေ့နိုင်ပါတယ်အခုအမေရိကန်တိုက်ခိုက်မှုဟာနောက်ဆက်တွဲတိုက်ခိုက်မှုတွေအတွက်တကားဖွင့်ပေးလိုက်သလိုပါပဲလို့ဂျေရူဆလင်မြို့အခြေဆိုင်သတင်းထောက်ကရေးပါတယ်။အစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုတွေဆက်လုံနေရကလည်းတိုင်းပြည်ကိုရှင်သန်ချင်အောင်ဂျူးစာရုံးကန်ရတဲ့အသွင်ပေါ်နေတယ်လို့သူကထောက်ပြပါတယ်။ လုံခြုံရေးဆိုင်ရာသတင်းထားဖြစ်တဲ့ Frank Garner ကတော့ Iran အနေနဲ့ချက်ချင်းလက်တုပ်ပြန်မလား။နောက်မှလက်တုံပြန်မလားဒါမှမဟုတ်ဘာမှမလုပ်ပဲနေမလားဆိုတဲ့လမ်းသုံးသွယ်သားရှိပါတယ်လို့ရေးပါတယ်။ထိုင်ရဲ့ Iran ကိုတိုက်ခိုက်တဲ့ဆုံးဖြတ်ချက်ကပြည်ရင်းရောအခြားနိုင်ငံတွေပါအနေပဲဖြစ်စေတယ်လို့မြောက်အမေရိကသတင်းထောက် Anthony Sacha ကသုံးသပ်ပါတယ်။အရှေ့လယ်ပိုင်းဌာနရဲ့အကြီးအကဲကတော့ဒီနေ့မနက်ပိုင်းမှာဒေတာတစ်ခွလုံးအသက်ရှူမမအောင်ထိန်းညှိနေကြတဲ့အနေထားလို့ပြောပါရယ် ဆိုလိုတာကသူတို့ရဲ့လှူရှာမှုဟာဒီပဋိပက္ခအဆုံးသတ်ဖို့အစာပြူရာဖြစ်နိုင်တယ်လို့နောက်ထပ်ကြောက်မဲ့ဖွဲ့ရအခင်ချင်းတစ်ခုရဲ့အစာကိုယူဆောင်လာတာလည်းဖြစ်နေကြကြမှာအီရန်ရဲ့နျူကလ িয়ার စေယုံတွေကိုတိုက်ခိုက်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကာကွယ်ဝင်ကြီးဘေဟဆန်နဲ့အမေရိကန်စစ်တပ်ပူတဲညီနိုင်ကုကရဲမှုဖိုချောက်ကြီးတန်ကိန်းတို့သတင်းစာရှင်းလင်းပွဲတွင်ပင်တဂွန်စစ်ထနာချုပ်မှပြီးခဲ့တဲ့မိနစ်ပိုင်းကပြုလုပ်သွားပါတယ်။သူတို့သတင်းစာရှင်းလင်းပွဲကထူးခြားချက်တွေကဒါရီဖြစ်ပါတယ်။ဟက်ဆက်ကအီရန်က ဖော်ဒွန်နက်တန်စနေအစာဖန်နျူကလ িয়ার ဆက်ယုံတွေကိုညတကောင်ချိန်မှာပြင်းထန်တီတီကြွကြလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါရယ်အီရန်ရဲ့နျူကလ িয়ার စီစဉ်ပြက်လို့ပြက်စီဖြစ်အောင်ကျွန်တော်တို့လုံနိုင်ခဲ့ပေမဲ့ဒီစစ်စင်ရင်ဟာအီရန်တပ်ဖွဲ့တွေဒါမှမဟုတ်လူထုကိုပြင်းထန်ထားတာမဟုတ်ပါဘူးလို့သူကဖြေဆွဲပြောပါရယ်အခုစစ်စင်ရင်ဟာဘယ်တော့မှအီရန်ကအိုဆိုသူအာနာရှင်တစုပြောင်းလဲရေးအတွက်မရည်ရွယ်ပါဘူးလို့လည်းသူကဆက်ပြောပါရယ်စစ်စင်ရင်အကြောင်းသိစိတ်ပြောပြရမှာတော့ခင်ဗျားဘုံချင်းနေရာတွေဟာ မေရိကန်ကနေပြန်တက်သွားတာဖြစ်ပြီးအချို့လေရင်တွေကတော့ Pacific သမုဒ္ဒရာထဲမှာတဲချက်အနေနဲ့အသုံးပြုခဲ့တာရှိတယ်လို့ပြောပါတယ်။ပြမတ်တီတီကြကြချင်ရတဲ့လက်နက်85ခုကိုတုံးခဲ့ပြီးအဒီအထဲမှာဖန်ကာပြက်ဆက်လို့ခေါ်တဲ့ MOP မော့ပုံ၁၄လုံးပါဝင်တယ်လို့ဆိုပါတယ်။အဲဆစရင်အတွင်းအမေရိကန်ကနေပြစ်ခတ်တာတွေမလုပ်ခဲ့ပဲအခုတော့အဲဒီပုံစဲလေရင်တွေဟာအမေရိကန်ကိုပြန်လဲပြန်တန်းလာပြီလို့ဆိုပါတယ်။ အမေရိကန်နေနဲ့သူလုပ်ခဲ့တဲ့အခုစစ်စင်မှာအီရန်မှာဖြစ်နေတဲ့အပြက်စီအတိုင်းအစာကိုသိအောင်လုပ်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။သမ္မတထံကတော့အီရန်နျူကလ িয়ার ဆောင်တွေကိုအစတုံးဖျောက်လိုက်နိုင်ပြီလို့အစိုးရတွေကလည်းပြောထားတာကြောင့်ထရန့်အပြောနဲ့သတင်းစာရှင်းလင်းပွဲကအချိန်နေကြားမှာစစ်စင်ရေးတကယ်အောင်မြင်တယ်လားဆိုရက်မေခွန်းထွက်လာတယ်လို့ဝါရှင်တန် DC ကနေသတင်းရယူနေတဲ့မြောက်အမေရိကန်ဆိုင်ရာသတင်းထောက်ချုပ်ကယ်ရီအိုဒန်နယ်ကပြောပါတယ်။